ဦးဇင်းတို့တကယ်အဖြစ်ပြက်ပါဦးဇင်းတို့စကိုင်းတိုင်းလေဟိုကတားမှာမူရာမြို့ဆိုတာရှိနော်အဲ့ဒီမူရာမြို့မှာတထေးမကြီးတယောက်ရှိတယ်အဲ့ဒီတထေးမကြီးကဒေါ်ရွှေဥရှင်လေးကိုစလင်းငါးချောက်ကောင်လောက်ရှိအင်မတန်ချမ်းသာသူ့ရဲ့သားကဥထွန်းရှိတဲ့စာရီပါရီရေးတယ်အဲ့ဒီတကကြီးကိုယ်တိုင်ရေးခဲ့တာသူရန်ကုန်ပြောင်းမယ်ဆိုတော့သူ့အမေကပြောတယ်ငါသားမင်းရန်ကုန်ပြောင်းမယ်ဆိုတော့အမေက မင်းကိုဘယ်တော့မှမပြောခဲ့ဘူးတဲ့အကြောင်းအရာတခုပြောချင်။အဲ့ဒီအကြောင်းအရာကိုပြောပြီးရင်တော့အမေကတော့နေမကောင်းဖြစ်တော့မှာပဲတဲ့။စိတ်ဝင်စားစရာကောင်းတယ်နော်။အဲ့ဒီအကြောင်းအရာကိုပြောပြီးရင်နေမကောင်းဖြစ်မှာ။ဒါပေမဲ့ငါသားကိုချစ်လွန်းလို့အမေပြောမယ်။အဲ့ဒီမှာနားထောင်။ငါသားလုံခဲ့တဲ့1 4 5 80 80လောက်တုန်းကဟောဒီမိုးရာမြို့ရွှေတီဆိုတဲ့ကောင်မလေးတယောက်ရှိတယ်။ အင်မတန်ဆင်းရဲတယ်တအိမ်လုံးလူစုံတက်စုံအလုံးလုံးမှထမင်းစားရုံလေးရှိ လုံးတက်တာအကုန်လုံးရဆင်းရဲလုံးလို့အဲ့ဒီရွှေသီးဆိုတဲ့ကောင်မလေးက၁၂နှစ်၁၃နှစ်သမီးလောက်ဗောဓိကြောင်ဆိုတာရှိတယ်အဲ့ဒီဗောဓိကြောင်ဆရာတော်နဲ့သူကခင်တယ်ဆရာတော်တပည့်တော်မတော်မှာအင်မတန်ဆင်းရဲတယ်ဘယ်နဲ့လုံးရမလို့လို့မေးတယ်မေးတော့ဆရာတော်ကဟဲ့ရွှေသီးမရှိရင်လူရတယ်လို့ပြောတယ်ပေးတဲ့ရင်မရှိရင် ဲ့ဒီမှာမရှိဘဲနဲ့အရှင်ဖေဟာဘာလူမှလဲဟုတ်တယ်လူလူပဲနော်မရှိဘဲနဲ့ဘာလူမှလဲအေးအဲ့ဒီမှာဆရာတော်ကအတူတူပဲပြောကြဆိုအင်ရော်ဒီမြစ်ကိုလက်ညှိုးထိုးပြဒီရည်ဒီညင်ကြိုက်တော့ယူလို့ရတယ်မဟုတ်လားရပါလေခင်ဗျအဲ့ဒီလိုဆိုရင်ဒီတောင်စောင်းပေါ်မှာဇင်းဇောင်းနှောင်းချောက်တက်သွားပြီးတော့မြတ်စွာဘုရားကိုအင်ရော်ဒီမြစ်ထဲကရည်ဒီကိုခတ်ပြီးတော့လူရည်ဆိုတာတန်ရှင်းစေတယ်စင်ကြယ်စေတယ်အစာအလောင်းပြည့်စေတယ်မြတ်စွာဘုရားကိုအဲ့ဒါလို့ မြတ်စွာဘုရားရေစာရှာမှာပဲရေချိုးခြင်းမှာပဲအဲ့ဒါလိုမြတ်စွာဘုရားကိုကိုရင်းစာစိတ်နေပေါ့နော်အေးမြတ်စွာဘုရားကိုရေလှူစံနဲ့ပတ်စံမရှိရှိတယ်မလို့အဲ့ဒီမှာဆရာတော်ကလည်းတရားဟောတော်တော်ကောင်းတယ်ရေချိုးတွေပါတယ်ပြောပြပြီးတော့ရေလှူခိုင်းတယ်သူတော်တော်ယုံကြည်တယ်အဲ့ဒါရေလှူတယ်အမြဲတမ်းလှူအသက်မရှိဘူး16နှစ်သမီးလောက်ကျတော့တည်အဲ့ဒီရွှေတည်ကတည်ပြီးတော့အဲ့ဒီမိုးရားမြို့မှာအချမ်းသာဆုံးတထည့်အိမ်လူဝင်စားဖြစ် မသိပါဘူးအဲ့ဒီကလေးမလေးက तू လူဝင်စားဆိုတာမသိအဲ့ဒါခုနှစ်နှစ်ရှစ်နှစ်ကိုနှစ်မသိဘူးအဲ့ဒါတနေ့ကြတော့သူ့အမေရဲ့လက်ဆွဲပြီးတော့အဲ့ဒီဘောဒီเจ้าကိုဆွန့်ဖို့သွားတာဗျာဆွန့်ໃຫင်ကလေးဆွဲအဲ့ဒီမှာเจ้าသားရောက်ခါလေးလမ်းအဖြတ်အကူမှာအသက်အရွယ်တော်တော်ကြီးတဲ့မကြီးဦးကြီးတောင်နဲ့တွေ့အဲ့ဒီမကြီးဦးကြီးရဲ့ပခုံးမှာပါလေဒီဘက်ကလေးတစ်ချင်ချုပ်ထားအဲ့ဒါသူတို့နားရောက်ပြီဆိုတော့အဲ့ဒီတစ်ဘက်ကိုရမ်းပြီးတော့ပခုံးပေါ်တင်လိုက်အဲ့ဒီဒီကမာကြီးက အဲ့ဒီတပည့်ရဲ့အမိဖျားလေးကအဲ့ဒီခုနကရွှေတီတေလို့ဝင်စားတဲ့ကောင်မလေးရဲ့မျက်လုံးကိုရိုက်မိဖြတ်ဆိုသူကလှမ်းပြီးတော့ဖမ်းလိုက်အဲ့ဒီတပည့်ပေးတဲ့ရင်အင်မတန်ထူးဆန်းတယ်နော်သဘာဝတရားတွေအဲ့ဒီအခိုက်အတန့်ကလေးမှာအဲ့ဒီတည်ငါလေးမှာအဲ့ဒီကောင်မလေးဇာတိတ္တရညာရနောက်ဘဝကိုပြန်မှတ်ရအဲ့ဒီတပည့်လေးကိုတည်တည်ချာချာကြည့်ဒါငါရက်ခဲ့တဲ့တပည့်ပဲတကယ်သူရက်ခဲ့တာအဲ့ဒီတပည့်ကအဲ့ဒါနဲ့အဲ့ဒီမိမကြီးကြည့်တော့ ါမှအမေပဲသိတယ်နော်အမေလို့ခေါ်မလို့လို့အဲ့ဒီမှာဒီဘဝအမေကငါသမီးဘာတွေငေးကြည့်နေတော့လားဆိုပြီးတော့ကြောင်းပေါ်ဆွဲခေါ်လိုက်ရပြီးတော့ပြောပြပါလေအဲ့မှာကြောင်းရောက်တဲ့အခါကျတော့ဩဒါငါရဲ့ကျေးဇူးရှင်ဆရာပဲသူရေလူခိုင်းခဲ့လို့ငါဆင်းရဲတဲ့ဘဝကလွတ်မရှိရင်လူဆိုလို့လူတာအခုငါရှိပြီနော်အဲ့ဒါနဲ့ဆရာတော်ဗျာအရှင်ဘုရားရွှေတီးဘူးတိတလား အတိရာမောရွှေတီသေးတာမကြသေးဘူးဆင်းနေလောက်ရှိတပည့်တော်ရွှေတီပဲအမေနင်းဘယ်လိုလုပ်ရွှေတီဖြစ်အကုန်လုံးပြောပြတယ်အဲ့ဒီကလေးမလေးကြောနိုင်တယ်နော်အကုန်ပြောနိုင်တယ်အဲ့ဒါတော့ရွှေဥအဲ့ဒီဒီကမာကြီးနော်အဲ့ဒီရွှေတီဝင်စားတဲ့ဒီမှာအင်မတန်ချမ်းသာဘလောက်ချမ်းသာလို့ဆိုလို့ရှိရင်တလားတီတီအဲ့ဒီမိုးရမ်းမြုပ်နေအကုန်လုံးအလူကြီးလုပ်ပြွေးဟိုအဲ့ဒီခေတ်ကဦးတင်တို့အင်မတန်နာမည်ကြီးတဲ့ ဟိုရှင်မင်းတင်မောင်တို့ရဲ့ဆရာဖြစ်လိမ့်မယ်နော်။မြတ်ချေချင်းဒေါငွေမြန်ရဲ့ဇက်နဲ့ခုနှစ်ရက်တိတိတောင်အလှူပေးတယ်လို့ပြောတယ်။အစ်မတန်ချမ်းသာတယ်။အနာရောဂါဆိုလို့တဲ့။ရစားလေးတောင်မှမရက်ဘူး။ကဲ။ယောဂကင်းလိုက်ပုံအဲ့ဒီဒကမာကြီးမှာနော်။အနာရောဂါဘာမှမရှိဘူး။သူ့မှာ။အဲ့ဒါတော့ပြည်စည်းဥစ္စာလည်းပဲတင်းတောင်တင့်တယ်။ရုပ်လည်းသူ့ဓာတ်ပုံပါတယ်ဗျာ။လူငယ်တွေသိကျင်လို့ရှိရင်ဓမ္မသရိယဥဒိလရေးတယ်။ဓမ္မဒူရတတ္တိယအတွဲကိုကြည့်။အဲ့ဒီမှာသူ့ဓာတ်ပုံပါ။ เนาะအဲ့ဒါပေးတတ်တို့ဦးဇင်းတို့ကဘာပြောချင်တာတော့ကောင်းတဲ့စိတ်ပြီးတကယ်အားကိုးရပါတယ်လို့ဥလိုက်အသေးလိုက်ယုံကြည်စေခြင်းပဲဟုတ်လားဒကာကြီးမိုင်းများအင်းဒါဒါနရဲ့အစွန်းလေးပဲရှိသေးတာเนาะအင်းဒါနထက်သီလမြတ်တယ်လို့ဒီပေးတတ်ကြားမှုတယ်မဟုတ်လားသီလတဲ့ဘာဝနာမြတ်တယ်လို့ကြားမှုတယ်မဟုတ်လားအေးသူတို့ကပူပြီးတော့မိတ်ဆွေစစ်ပီးတာတယ်ပူပြီးတော့ထိရောက်စွာအချိုးပြုတ်နိုင်တဲ့မိတ်ဆွေအဲ့ဒီမိတ်ဆွေတွေကမိတ်ဆွေတွေမှာလည်း 每年不年出来，没吹啥，刚收没水。